ကဲဒါကဘိုးပရိတ်တော့ကြပါရဲ့ကျွန်တော်တို့တစ်ရှိဖြစ်သွားရယ်နော်တစ်ရှိဖြစ်သွားတယ်အဲ့တော့ညနေအတွက်ခြေကြတာပေါ့ညနေတွေကြည့်မယ်ဆိုရင်လုံးပိုင်စပြီးကြည့်မယ်နော်လုံးပိုင်စကြည့်တယ်ဒီ၃နဲ့ဒီ၇နဲ့ပေါင်းရင်က၃ည ။ဒုံညရဲ့နှစ်ခက်ကဟောလာဒီဘယ်မှာခွန်ပိုင်းနော်။ခွန်ပိုင်းတခါဒီခွန်နဲ့ဒီလေးနဲ့ပေါင်းညက်ဖြစ်။ဒီရဲ့နှစ်ခက်က၈နော်။ဒီရဲ့နှစ်ခက်၈။ဒါဒီကျွန်တော်၈ပိုင်းရတယ်နော်။တခါဒီ၄နဲ့ဒီ၈နဲ့ပေါင်းခြင်းက2နှစ်ရဲ့နှစ်ခတ်ဒီကျွန်တော်၄ရတယ်၄ရတယ်အဲ့တော့၄ပါတယ်နော် လေးပိုင်ရတယ်ခါကျွန်တော်တို့ဒီမှာဒီ၈နဲ့၈နဲ့ပေါင်းရင်ဒီ၆၆ရဲ့နှခတ်ဒီ၉ဘူးပါနော်ဒါဆိုရင်ဒီမှာ၈နဲ့၉နဲ့ပေါင်းရင်အခွန်ခွန်ရဲ့နှခတ်ဒီ၃ည၃ညပါနော်အဲ့မှာ၃ညရတယ်မနေ့ကလည်းတွေ့ရကြတယ်မနေ့ကတော့ကြာမှာတော့နော်၃ညပါဆိုတော့လာတွေ့ပြန် ဝညာပိုင်လာတွေ့ရတယ်ဟောနော်ဝညာပိုင်လာတွေ့ကြတယ်အဲတော့ဒီအဲ့တော့ဒီမှာဆိုရင်နောက်ထပ်ကကျွန်တော်ဒီမှာပဲပြမှာဝန်ချင်းဝန်ချင်းဆိုင်ပြမှာဝန်ချင်းဆိုင်ကဒီရှိရှိပေါင်းကြီးက6 6 6တဲ့ဝန်ချင်းเนาะ ရှောက်ဒေဝန်ကျင်ကဖြစ်ထွက်တဲ့အခါ36ပေါင်းကျင်ကိုတော့94ဝန်းကျင် sorry 94ဝန်းကျင်က94ဝန်းကျင်လေးထွက်တယ်တခါဒီမှာခုံခုံပေါင်းတော့လေဒီမှာခုံခုံပေါင်းတော့လေ4ပဲเนาะအော်49ဝန်းကျင်49ဝန်းကျင်ကဘူးထွက်တယ်တခါ99ပေါင်းတော့8 8ဆိုတော့83ဝန်းကျင်က ရှစ်ထွက်တယ်တခါဒီမှာငါးလေးပေါင်းတော့ကိုနော်ကိုလေးဝန်းကျင်ကိုလေးဝန်းကျင်ကကျွန်တော်တို့ကိုကိုထွက်တယ်နော်ကိုကိုထွက်တယ်ဒါဆိုရင်ညနေအတွက်က300ကိုပေါင်းတော့ကိုနော်ကိုရတယ်ကိုရတဲ့ခါကျတော့ဒီမှာလဲကျွန်တော်တို့ကိုလေးဝမ်းကျင်းပဲဆက်ဖြစ်နေတယ်ဗောနော်ကိုလေးဝမ်းကျင်းပဲဆက်ရှိနေတယ်အဲတော့နောက်ထပ်ကျွန်တော်တို့ ။ဘာကြည့်မလဲဆိုရင်ထိတ်စီလမ်းကြောကြည့်မယ်နော်။ထိတ်စီလမ်းကြောကြည့်။ထိတ်စီလမ်းကြောကြည့်တဲ့ခါကျတော့လေဒီမှာငါးနော်ငါးရဲ့နှစ်ခတ်ကငါးနှစ်ခတ်ဒီ၃ဖြစ်ရမယ်နော်။အဲ့၃ဖြစ်ရမယ်။၃ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာဒီ၃လုံးပေါင်းခြင်းက၃ဖြစ်တယ်နော်။ဒီ၃လုံးပေါင်းခြင်း၄၃ည၉၃ဖြစ်တယ်နော်။၃ဖြစ်တယ်တခါဒီမှာကျွန်တော်တို့ ဒီမှာဆိုရင်ဒီ၃ညဖြစ်ရမယ်၃ညရဲ့နှက်ခတ်ကကျွန်တော်တို့ခွန်ဖြစ်ရမယ်เนาะ၃ညရဲ့နှက်ခတ်ဒီခွန်ဖြစ်ရမယ်အဲ့ဒီခွန်ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာကျွန်တော်တို့ခွန်ဖြစ်ဖို့အတွက်ဆိုရင်နှစ်တက်လေးဆိုပြီးတော့အုံလုံးပေါင်းချင်းခွန်ဖြစ်เนาะခွန်ဖြစ်တယ်တခါကျွန်တော်ဒီမှာဒီမှာကဒီ၃တက်ပေါ့เนาะဒီတက်ဒီတက်ဆိုတဲ့အခါကျတော့ ိုက်တစ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့တည့်ရနှက်ခက်က၈เนาะတည့်ရနှက်ခက်ဒီတည့်ရနှက်ခက်ဒီ၈ဖြစ်ရမယ်ဒီ၈ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာ639ဆိုပြီးတော့သူက၈ဖြစ်သွားတယ်เนาะ639ပေါင်းရင်၈ဖြစ်သွားတယ်ဆိုအဲ့လိုမျိုးထိပ်စီးလုံးပိုင်းပြီးရောเนาะထိပ်စီးလုံးပိုင်းပြီးရဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အဲညနေအတွက်ဆိုရင်ကျွန်တော်ဒီမှာစိန်လေးနဲ့เนาะစိန်လေးနဲ့၃ 3 3ဆိုတော့3ရဲ့နှခတ်ပြီးဘာဖြစ်ရ3ရဲ့နှခတ်ပြီး5ဖြစ်ရဒီ5ဖြစ်ရမယ်နော်5ဖြစ်ဖို့အတွက်ဆိုရင်မနက်ကကျွန်တော်ဘာထွက်လဲမနက်ကဘာထွက်လဲဆိုတော့18เนาะ18 18ဆိုတော့ဒီမှာက5ဖြစ်ရ5ဖြစ်ဖို့အတွက်ဆိုရင်ဘာထည့်ရ ကျွန်တော်6ထည့်ရမယ်နော်6ထည့်မှာ6ရှစ်တစ်ပေါင်းရင်5ဖြစ်မယ်ဒါဆိုရင်ကျွန်တော်ဒီ site အရာဆို6ထည့်ဆိုရရတယ်နော်6ထည့်ရတယ်နော်6ထည့်ရတယ်ကဲဟုတ်ပြီဒီဘက်ကဒါလေးနည်းနည်းဖြစ်လိုက်နော်ဖြစ်လိုက်ပြီးတော့ now the site နောက်ကဏ္ဍတစ်ခုထပ်ပြမနေ့ကလည်းပြခဲ့ပါတယ်ဗောနော်အဲ့ဒီဟာတော့ဒီမှာကျွန်တော်ကိုကိုပေါင်းခြင်းရှစ်ဒီကိုကိုပေါင်းခြင်းကလုံးရှစ်နော်ဒီနှလုံးပေါင်းတာကိုကိုပေါင်းခြင်းက ဘာရလဲဆိုတော့ရှေ့ရတယ်အဲ့ဒီရှေ့ဖြစ်ဖို့အတွက်ကိုတဲ့ဒီမှာဒီနှလုံးပေါင်းမယ်ဒီဝိုင်းနဲ့သွားတော့ကြတော့အနီးနဲ့ပဲသွားတော့မယ်နော်ဒီနဲ့ပဲသွားမယ်ဒီတုံညာနဲ့ဒီရရှစ်နဲ့ပေါင်းခြင်းဟာရှစ်နော်ရှစ်အဲ့လိုဖြစ်တယ်နော်တခါကျွန်တော်တို့ဒီမှာ၄၅ပေါင်းချင်းကကိုးနော်ကိုးကိုးရတယ်နော်ကိုးရတယ်အဲကိုးဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာ ဒီတင့်နဲ့ဒီရတင့်နဲ့ဒီရရှင်းနဲ့ပေါင်းရင်ဟာဟိုးနော်ဟိုးဖြစ်တယ်နော်ဟိုးဖြစ်တယ်တခါကျွန်တော်တို့ဒီမှာဒီ၃ညနဲ့ဒီနှစ်နဲ့ပေါင်းရင်နှစ်ဒါမနေ့ရလည်းပြခဲ့တာပေါ့နော်နှစ်နှစ်ဆိုပြီးရတယ်နော်နှစ်ဆိုပြီးရတယ်အဲ့နှစ်ကကျွန်တော်ဒီဘက်မှာဘယ်လိုနှစ်ဖြစ်လဲဆိုရင်၉နောက်ပိတ်မနေ့က၉နောက်ပိတ်39အပီရိုက်တာပေါ့နော်အဲ့ကွင်းနဲ့ဟိုးနော်ဟိုးဒီမှာ နှစ်ဖြစ်တယ်နော်၃နဲ့၉နဲ့ပေါင်းရင်နှစ်ဖြစ်တယ်ဒါဆိုရင်ဒီနေ့မှာကျွန်တော်တို့ကဒီနေ့မှာကဘာပေါင်းရမလဲဆိုရင်၆နဲ့၁နဲ့ပေါင်းရင်ဟာခွန်နော်၆နဲ့၁နဲ့ပေါင်းရင်ဟာခွန်ဖြစ်တယ်ခွန်ဖြစ်တယ်ခွန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာကခွန်ဖြစ်တယ်ဆိုတော့ဒီမှာ၈နဲ့ပါနဲ့ပေါင်းရင်ဒီ၈နဲ့ဒီက၉နဲ့ပေါင်းပါတာလေကျွန်တော်တို့ခွန်ဖြစ်မယ်နော်ခွန်ဖြစ်မယ်ဒါဆိုရင်၉ထည့်ရအဲ့ဒါဆိုရင်ခွန်ဖြစ်မယ် เนาะအဲ့တော့ခင်ဗျားတော့69ဆိုတာရ6ထိပ်မှဆိုရင်69ထိုးရမယ်เนาะ69ထိုးရမယ်6ထိပ်9ပိတ်နေဆိုရင်69 69ထိုးရမယ်အဲ့တော့ဒီ9ပိတ်ကဒါ9ပိတ်ကမနေ့ကကျွန်တော်တို့ဒီမှာတက်ခဲ့တာရှိတယ်เนาะဒီမှာဆိုရင်အယောင်လေးထပ်ကုန်လာပြီ9ပိတ်မှာ6ထိပ်69เนาะ69ရတယ်အဲ့တော့ဒီမှာမလျှော့အောင်ကျွန်တော်လည်းတစ်ချက်ပြန်ပြီးမနေ့ကအဲ့ဒီ9နောက်ပိတ်တူချင်းနဲ့သွားတဲ့ site ကိုတစ်ချက်ပြန်ကြည့်ကြပါ ။ဦးရင်းနဲ့သွားတဲ့ site က964 4เนาะအလားကိုဟိုအကာ၄ခွန်ရှင်းเนาะအလားဒီလေ5ပဲเนาะ sorry 5ပဲဒါဆိုရင်ဒီမှာတော့2 2 9 8 2 9 8ဒါဒီလေ9ပဲเนาะအဲ့တော့ဒီမှာဆိုရင်ဒီမှာဆိုရင်64 ိုး6လေး9ဒီလေအိုးပဲเนาะအိုး9ချိန်မပေးဘူးမပြောလို့မရအောင်เนาะအခုကသူကသူက၄ချိန်ပေးထားတဲ့အတွက်အိုး9ချိန်မပေးဘူးပြောလို့မရအောင်အဲ့တော့တစ်ရှိတစ်ရှိဆိုတော့ကျွန်တော်ဒီမှာတစ်ကိုရှိတယ်30 30ရှိတော့ဒီမှာကိုးခုနကတော့ကျွန်တော်ကိုးနောက်ပိတ်နေရတယ်เนาะအဲ့တော့ကိုးတစ်လုံးကလည်းအားကောင်းတယ်เนาะကိုးတစ်လုံးအားကောင်းတယ်เนาะကိုးတစ်လုံးအားကောင်းတယ်နောက်တစ်ခုကကြတော့เนาะဒီမှာဆိုရင်ဘာရမလဲဆိုရင်ကိုး ကိုးဘိတ်ဆိုရရနော်ကိုးဘိတ်ခုနကတော့6ထိပ်နော်အခုကိုးဘိတ်ကိုးဘိတ်ဆိုရရတယ်တော့၃ညလုံးပိုင်း၃ညပိုင်းကိုးလေးရချိန်နော်ကိုးလေးရချိန်6ထိပ်ရှိတယ်နော်ကိုးဘိတ်ရှိတယ်ကိုးဘိတ်ရှိတယ်အဲ့တော့နောက်ထပ်ကကြတော့ဖြစ်နိုင်တာလေးတခုနော်ကျွန်တော်တို့စဉ်းစားမယ်စဉ်းစားမယ်အစိမ့်နဲ့သွားဒီမှာရှစ်ရှစ်ရိုက်တယ်ဒီမှာကိုကိုရိုက်တယ်ရှစ်ရှစ်ကိုကိုနော်တူချင်းနဲ့ လူချင်းနဲ့တော့သွားရဲဆိုရှစ်ရှစ်ကိုကိုသူရိုက်နိုင်တယ်နောက်တစ်ခုကဒီမှာဆိုကိုလေးကိုလေးလည်းရိုက်နိုင်တယ်အဲဆိုရင်ကျွန်တော်49ဆိုတာလည်းထိုးလို့ရတယ်နော်49ဆိုတာကိုပိတ်နဲ့49ထိုးလို့ရတယ်နော်49ထိုးလို့ရတယ်နော်49ထိုးလို့ရတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာကိုကဘယ်လိုကောင်းတာလဲဆိုတော့တစ်ချက်ရှိသေးတယ်နော်ဘယ်လိုရှိလဲဆိုရင်ဒီနားမှာ ဒီမှာကကျွန်တော်တို့5ပေါင်းနဲ့လေးလေးနဲ့ခုနဲ့ပေါင်းတော့3เนาะ3ဆိုပြီးရတယ်။ဒါသာ6 3ညာ4ဒီလဲ3ဆိုပြီးရတယ်။အဲ့ဒါကိုအရင်နဲ့ပြောင်းပြီးတော့နောက်တဲ့ဒူးချင်းအတန်ဒူးချင်းပေါ့ဒီမှာဆို3 3 4 4ဖြစ်ဖြစ်မလားပေါ့နော်။၄ဒီမှာဆို4ဖြစ်မယ်ဆိုရင်6ထဲမှာ4ဖြစ်မယ်နော်။အဲ့တော့3 3 4 4ဒါမျိုးရှိရယ်နော်။အဲ့တော့ထိပ်ပြီးကျွန်တော်တို့ ထိပ်ဒီ649ဆိုတဲ့ထိပ်ရှိเนาะ၃ညလုံးပိုင်းရှိတယ်5ပိတ်ရှိတယ်5လေးချင်းရှိတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တွဲကြတွဲမယ်ဆိုတော့ဒီကောင်နဲ့ပဲပြီးလိုက်တော့အဲ့တော့ဟုတ်64ထိပ်ကို5ပိတ်နဲ့တွဲမယ်ဆိုရင်99 99 69 49ဒီကူเนาะဒီကူ ပြီးတော့90ပုံညာလုံးပိုင်းနဲ့တွဲပြီးเนาะ90 60 40 40เนาะအဲ့ဒါရှိမယ်ဒီခါကျွန်တော်တို့5ပိတ်နဲ့ပုံညာလုံးပိုင်းဆိုပုံညာ9ရှိမယ်เนาะပုံညာ9ရှိမယ်เนาะပုံညာ9ရှိမယ်ကို9လဲပါပြီเนาะ4 9လဲပါပြီပုံညာလုံးပိုင်းနဲ့တွဲ964နဲ့လဲတွဲထားတယ်เนาะ99 4 9

ပြောရရင်တော့ကိုပတ်သေးပေါ့ဗျာကိုပတ်သေးပေါ့နော်ကိုအားကောင်းတာတွေ့ရတယ်နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ကိုပရိတ်ဆက်ပြေးဦးမယ်လို့60နော်နောက်ပြီးတော့49 3ပရိတ်နောက်69အနံ့ပြန်ကြကိုကိုဒါတွေပေါ့နော်အဲ့အဲ့အဲ့လေးခွက်ပေါ့နော်အဲ့လေးခွက်က main ဒီကောင်ကတော့အញ្ញံလောက်ပေါ့နော်60နဲ့40နဲ့အញ្ញံလောက်ပဲကိုပါတဲ့ဟာကိုကုစားပေးပြီးတော့ ထိုးမယ်ပေါ့နော်ကျွန်တော်ကတော့ညနေ6ပတ်မယ်ပေါ့6ပတ်ပြီးပေါ့ကိုအားကောင်းတဲ့ကိုကိုပတ်ပြီးဖြစ်ပါလေခေအားလုံးလည်းကံကောင်းကြပါလေ